ားလုံးပဲမင်္ဂလာပါရှင်။လာပြည့်ညချန်နယ်ကနေပရိသတ်များအားလုံးကိုပြန်လည်လို့ကြိုဆိုလိုက်ပါရယ်။ဒီနေ့မှတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ဧကန်အတွင်းမှာဇွဲချိုချသေးဆုံးနေတဲ့မင်းမပြိုလေးရဲ့အလောင်းနောက်ွယ်ကပထွေးဖြစ်သူရဲ့ရုံမရက်ဆက်မှုဆိုတဲ့စိတ်ဝင်စားပွဲတရိတန်ဝေကားရပွဲရဲမတန်မှုခင်းဖြစ်ရမှန်ဇာတ်လမ်းကောင်းလေးကိုလည်းခန်းစားနားဆင်အားပေးကြပါအောင်ရှင်။ကဲ okay. လာကြပါခမလာကြပါမအီဇွဲကြိုးချပြီးတည်ဆုံနေတာအခန်းထဲကိုဝင်လိုက်တဲ့အခါဇွဲကြိုးချတည်ဆုံနေတဲ့မိန်းကလေးကိုမြင်လိုက်ရတယ်ဒီပဇော်ကမိန်းကလေးဇွဲကြိုးချပုံကိုစိတ်စိတ်ဆက်ဆက်လိုက်လံကြည့်ရှုနေမိတယ်ဒီပဇော်ရဲ့မျက်လုံးများကထုတ်တန်းနေရာမှာချီနှောင်ထားတဲ့ကျိုးကိုစူးစူးရရလှမ်းကြည့်နေမိတယ်ကျိုးကိုကြည့်နေရင်မိစိတ်ကိုပုတ်သက်စင်စားတယ်ထုတ်တန်းနဲ့ဂျန်းခင်းအကွာဝေးကိုအကဲခတ်လိုက်ပြန်တယ် အလုဒမတန်းလျားဆောင်ဖြစ်တော်မူအခန်းချင်းမိမဲထုတ်တန်းနေကျန်းခင်းမှာလူနီယခန့်မြင်နေပြီးတော့ဇွဲချိုးချတီးဆုံနေတဲ့မင်းကလေးရဲ့လေပင်ကကြိုတွင် မင်းကလေးရဲ့မျက်နှာပြင် မင်းကလေးရဲ့လက်နဲ့ခြေတော့အားလုံးကိုစူးစူးဆိုင်ဆိုင်ကြည့်ပြီးဂျာကင်အင်ဂျီအိတ်ထဲမှာကင်မရာကိုထုတ်ပြီးမှတ်တမ်းတင်ဓာတ်ပုံရှာယူလိုက်တဲ့ဓာတ်ပုံရိုက်ပြီးအခန်းပတ်လေကို လိုက်လံကြည့်ရှုမိတဲ့ကျန်းခင်းတန်နီယာမှာတွေ့ရတာကကွန်တရီးစာများပါ ဒီမိန်ကလေးနမေကဘလို့ခေါ်လဲကိုစုညင်ဒူရဲအုပ်လာမြင့်သူကဇွဲချိုးချသေးဆုံးနေတဲ့မိန်ကလေးကိုလှမ်းကြည့်ပြီးကိုစုညင်ကိုလှမ်းမိလိုက်တယ်။မအီပါအခုဒီအိမ်မှာကိုစုညင်နဲ့မအီပဲရှိသလားဒူရဲအုပ်လာမြင့်သူကကိုစုညင်ကိုစူးစိုက်ကြည့်ရင်မေးလိုက်ပြန်နေကိုစုညင်ကဒူရဲအုပ်လာမြင့်သူကို ဟုတ်ပါတယ်မနေ့တိုင်းမှာဒီအိမ်ကဥထက်ဝင်းနဲ့ဒေါ်သူစာတို့ကစီဆက်ကိုသွားနေတတ်ပါတယ် မအီဇွဲကြိုးချသေးဆုံးနေတာကို ကိုစိုးညိဘလို့စသေးတာလဲဒီလိုပါကျွန်တော်ဈေးမှာလက်ဖက်ရည်ထွက်တော့ခဲ့ပါတယ်ဈေးကပြန်လာတော့မအီကိုဈေးသွားပြီးဟင်းစားဝယ်ဖို့သွားပြောတယ်အဲ့ဒီမှာအခန်းထဲကမအီဂျိုးတန်လန်းကြီးနဲ့တွေ့တာပဲဂျိုးဆယ်ဦးထက်ဝင်းနဲ့ဒေါ်သူစာတို့မှ ပြရာခတ်ပြီးရောက်လာကြတယ်ဒေါ်သူစာကအမောတကောနဲ့ကိုစိုးညိကိုလှမ်းမေးလိုက်တယ်မအီဘလို့ဖြစ်တာလဲကိုစိုးညိ ဘလို့ဖြစ်လဲတော့ကျွန်တော်မသိပါဘူးမအီဇွဲကြိုးချတည်ဆုံနေတာတွေ့လို့ပါဦးထက်ဝင်းနဲ့ဒေါ်သူစာကမအီကိုမယုံကြည်စရာမျက်လုံးများနဲ့လှမ်းကြည့်နေတယ်ပြီးမှဒီပစော်နဲ့ဒူရဲအုပ်လှမြင့်သူဘက်ကိုဒီပစော်ဦးဘာကူညီပေးရအောင်မလဲဦးထက်ဝင်းဦးလှမြင့်သူမိသားတွေကိုပြန်ဖြေလိုက်ပါတီးကျန်တာတွေမေးနိုင်ပါတယ်ဒီပစော်ဦးထက်ဝင်းကဇွဲကြိုးချတည်ဆုံနေတဲ့မအီကိုလှမ်းကြည့်ရင်ပြောလိုက်တယ် သူရဲ့အုပ်လာမြင့်သူကမှတ်တမ်းစာအုပ်ကို ဖွင့်လိုက်ပြီးဥထက်ဝေးကိုမီးတော်ရီမအီးကဥရိုစီမှာအလုပ်လုပ်တာကြားပြီလားနှစ်နှစ်လောက်တော့ရှိလိမ့်မယ်မအီးကဘယ်မှာနေတာလဲချောင်းဝပိုင်းမှာနေပါတယ်မအီးမှာစိတ်ညစ်စရာတွေများရှိသလားอืมမအီးအဖေဆုံးသွားတော့မအီးအမေဟာနောက်ယောက်ျားယူလိုက်တယ်အဲ့ဒီယောက်ျားကအရက်တိတ်တော့တာပဲမအီးကသူ့ပထွေးကိုစကားမပြောဘူးလေဗျ ဒီရဲ့ပိုင်းမှာမာယီစိတ်ထိခိုက်နိုင်မဲ့အကြောင်းအရာများရှိသလားလို့ပါဦးထက်ဝေက အတန်ကြာနှုတ်ဆက်နေတယ်ပြီးတော့မှအင်းမာယီမှာစိတ်ထိခိုက်မဲ့အကြောင်းအရာကိုတော့ဥမတွေ့ဘူးပါဘူးဒူရဲအုပ်လာမြင့်သူနဲ့ဦးထက်ဝေပြောဆိုချက်တွေကိုနားထောင်ပြီးမျက်မှောင်ကျုံနေသူကဒီပါစော ပြီးတော့မှဒီပါစောကဦးထက်ဝေကို မေးလိုက်တယ်မာယီရဲ့ပထွေးနာမည်ကိုပြောပါဦးမျိုးကြီးပါ ဒီကိုရောဦးမျိုးကြီးလာတတ်ပါသလားမ ాయి ကဦးမျိုးကြီးနဲ့စကားမပြောတော့ဦးမျိုးကြီးလည်းမလာပါဘူးဒီပါစော်ကမီးစိတ်ကိုပုတ်တတ်နေတယ်မ ాయి မှာစစ်သူရေးစားများရှိသလားလို့ပါဦးသေးတလောက်တော့မရှိပါဘူးကွယ်အင်းဒါပေမဲ့ဦးတက်ဝေက ကိုစိုးငိမ့်ကိုလှမ်းကြည့်ရင်းစကားဆက်ပြောလိုက်တယ်စိုးငိမ့်ကမ ాయి ကိုကြိုက်နေတာဆိုတော့မ ాయి ကို သူရေးစားစကားခဏခဏပြောတတ်တယ် မာကြီးကတော့လက်မခံဘူး။ဇွန်ငိမ့်ရဲ့အချက်ကိုအမြဲတမ်းပဲပြစ်လို့ရှိပါတယ်။ဒီပစော်ကကိုဇွန်ငိမ့်ကိုလှမ်းကြည့်လိုက်တဲ့ကိုဇွန်ငိမ့်ကရှက်သွေးဆူဆူနဲ့ခေါင်းငုံနေတယ်။ဒီပစော်ကအခန်းပတ်လေချမ်းပြေနေရကိုဆူဆူဆိုင်ဆိုင်လှမ်းကြည့်တယ်။ဂျိုတန်လန်းနဲ့မာကြီးကိုစိစိဆက်ဆက်ပြန်ကြည့်နေတယ်။သူရဲ့အုပ်လာမြင့်သူကရဲဘော်မြင့်ဆိုးကိုရဲလုံငန်းဆိုင်ရာများကိုညွှန်ကြားလိုက်တဲ့။"ကဲကိုဒီပါစော်ကျွန်တော်တို့စခန်းကိုပြန်ရအောင်" ုတ်ကဲ့ကိုလာမြင့်သူဒီပစော်ကဒူရဲအုပ်လာမြင့်သူကိုခေါင်းငိမ်ပြလိုက်သည်ဒူရဲအုပ်လာမြင့်သူကလည်းဥထက်ဝေကိုလှမ်းပြောလိုက်သည်ဥထက်ဝေရဲစခန်းကိုလိုက်ခဲ့ပါအောင်ထိုင်မှဥထက်ဝေဒူရဲအုပ်လာမြင့်သူကဥထက်ဝေကိုသဝဲဝိုင်းရှိမှထိုင်ခိုင်းလိုက်သည်ဒီပါဇော်ကဂျာကင်အင်ဂျီအိတ်ထဲမှာစီကရက်ဘူးကိုထုတ်ပြီးစီကရက်တလေးကိုမိကြီးဖွာရှိုင်ရင်ပြောလိုက်တယ်။ကိုလာမြင့်သူ မအီးဟာဇွဲကြွကြတေးဆုံးတာမဟုတ်ပါဘူး။ဗျာမအီးဇွဲကြွကြတေးဆုံးတာမဟုတ်ဘူး။ဟုတ်လားဒီပါစော။ဦးထက်ဝေကလှုပ်လှုပ်ရှားရှားနဲ့ဒီပါစော်ကိုဝင်မိလိုက်တယ်။ဒီပါစော်ကဦးထက်ဝေကိုလှမ်းကြည့်ရင်။ဟုတ်တယ်ဦးထက်ဝေ။အခင်းဖြစ်ပွားရမှာမအီးရဲ့တွင်ပြင်လက္ခဏာဟာဇွဲကြွကြတေးဆုံးတဲ့လူရဲ့တွင်ပြင်လက္ခဏာလုံးဝမတွေ့ရဘူး။မအီးရဲ့မျက်နှာမျက်လုံးရှားပြားမီးမြခြေသေးလက်သေးတွေဟာ ဇွဲကြောချတီဆုံးသူနဲ့တူတာမတွေ့ရဘူးထုတ်တန်းပေါ်မှာချီနှောင်ထားတဲ့ကျိုးကလည်းမာဤကိုယ်တိုင်ချီနှောင်တာမျိုးမဟုတ်ဘူးဒါကြောင့်တစုံတယောက်ကမာဤကိုတက်ပြီးမာဤဇွဲကြောချတီဆုံးနေတဲ့ပုံတရံဇက်ကွက်ဆင်ပြီးထားခဲ့တာပါဒါဆိုရင်မာဤကိုတက်တာစူးငိမ့်မယ်ဖြစ်ရမယ်စူးငိမ့်ဟာမာဤစီကအချစ်ကိုမရတော့ဇွဲလှုပ်ချင်ရာကိုလှုပ်လိုက်တာပဲဖြစ်ရမယ်အဲ့ဒီနေမနက်ကတိုက်မှာစူးငိမ့်နဲ့မာဤပဲကြံခဲ့တာ ဒူရဲအုပ်လာမြင့်သူကဥတက်ဝေစကားကိုနားထောင်ရင်းရဲဘော်မြင့်စိုးကိုလှန့်ခေါ်လိုက်သည်ရဲဘော်ဥတက်ဝေတို့အိမ်ကကိုစိုးငိမ့်ကိုတော့ခေါ်ကွာဟုတ်ကဲ့ခင်ဗျရဲဘော်မြင့်စိုးကဒူရဲအုပ်လာမြင့်သူကိုအလေးပြုပြီးထွက်သွားရီအတန်ကြာတော့မှကိုစိုးငိမ့်ရောက်လာရီကဲထိုင်မအောင်ကိုစိုးငိမ့်ဒူရဲအုပ်လာမြင့်သူကကိုစိုးငိမ့်ကိုစူးစိုက်ကြည့်ရင်ပြောလိုက်တယ် ကိုစုံငိမ့်ကဦးထက်ဝေးကိုလှမ်းကြည့်ရင် ကလေးထိုင်အလွန်မှာဝင်ထိုင်နေဒီနေ့မနက်တိုက်မှာကိုစုံငိမ့်နဲ့မအီပဲရှိတယ်နော်ဟုတ်ပါတယ်တိုက်ကိုဘသူတွေလာသေးတယ်လဲကျွန်တော်ရှိတဲ့အချိန်မှာတော့ဘသူမှမလာပါဘူးကျွန်တော်ဈေးမှာလက်ဖက်ရည်ထွက်တော့တဲ့အချိန်မှာတော့မသိပါဘူးဒူရဲအုပ်လာမြင့်သူကကိုစုံငိမ့်ကိုမင်းနေရင်ကိုစုံငိမ့်ရဲ့မျက်နှာပြင်ကိုအကဲခတ်နေတယ်ဒီပါစော်ကကိုစုံငိမ့်ကိုစူးစိုက်ကြည့်ရင်အတန်ဖန်းဆန်းနဲ့ဖန်းထားလိုက်တယ် ဒူရဲအုပ်လာမြင့်သူကဆက်မီးတယ်။ကိုစိုးငိမ့်ကဈေးကပဲလက်ဖက်ရည်ဆိုင်မှာတောက်တာလေ။ချစ်ကပါလက်ဖက်ရည်ဆိုင်မှာပါ။ကိုစိုးငိမ့်လက်ဖက်ရည်ဆိုင်ကိုထွက်လာတော့တိုက်မှာမားရီတယောက်ထဲကြံခဲ့တာပေါ့နော်။ဟုတ်ပါတယ်။ဒီပစော်ကဝင်မေးလိုက်တယ်။ကိုစိုးငိမ့်တိုက်ကိုပြန်ရောက်တော့တိုက်မှာလူအရေးရောင်ကိုမတွေ့ဘူးလား။မတွေ့ပါဘူးကိုဒီပစော်။တိုက်မှာထူးခြားမှုကလေးတွေရော မတွေ့ဘူးလား။ ကူဆိုငင်းကမျက်မှောင်ကြုံစင်းစားရင်းအတန်ကြာမှဟုတ်ပြီဟုတ်ပြီထူးခြားမှုတစ်ခုတော့တွေ့တယ်ကျွန်တော်ဈေးကိုသွားတော့ခြံကားစိတ်ထားပြီးတော့သွားတာဈေးကပြန်လာတော့ခြံကားပွင့်နေတာတွေ့ရတယ်ဒီပါစော်ကကူဆိုငင်းကိုစူးစိုက်ကြည့်ရင်ဂျာကင်အင်ကြီးကိုနှိုက်လျက်အော်ကူဆိုငင်းကွန်းစားပါအောင်လားကျွန်တော်ကိုမစားတတ်ပါဘူးဒီပါစော်ကကိုစိုးငင်းကိုတစ်ချက်လှမ်းကြည့်ပြီးဒူရဲအုပ်လာမြင့်သူကိုကြည့်လိုက်တဲ့ သူရဲ့အုပ်လာမြင့်သူကဒီပါဇော်ရဲ့အကြည့်ကိုသဘောပေါက်ရင်ရဲပေါမြင့်စုကျိုးတချောင်းယူလာစမ်းပါဟုတ်ကဲ့ဆရာဆရာဒီမှာကျိုးပါအေးအေးကိုစိုးငိမ်ဒီကလေးထိုင်လက်တန်းမှာ ကျိုးကြည့်ပြစမ်းပါကျွန်တော်ကျိုးမကြည့်နိုင်ပါဘူးခင်ဗျကျွန်တော်ညာဘက်လက်ကကျိုးထားလို့လက်ကအတူးတက်ထားတာပါဒီမှာကြည့်ပါကိုဒီပါဇော်ကိုစိုးငိမ်ကညာဘက်လက်ကိုအင်းကြီးလက်ရှိအောက်မှာ ထုတ်ပြရင်း လက်အတူကြီးကိုလှမ်းတွေ့လိုက်ကြ၏ကိုလှမြင့်သူကိုစိုးငင်းကို ပြန်ခိုင်းလိုက်ပါဒူရဲအုပ်လှမြင့်သူက ကိုစိုးငင်းကို ပြန်ခိုင်းလိုက်တဲ့ဦးထက်ဝေးကဒီပစော်ကိုငေးကြည့်ရင်စိုးငင်းကိုဘာဖြစ်လို့ပြန်ခိုင်းရတာလဲဒီပစော်ဒီလိုပါဦးထက်ဝေးလူတတ်မှုတရားခံဟာကိုစိုးငင်းလုံးဝမဖြစ်နိုင်ပါဘူးဘာဖြစ်လို့လဲဆိုတော့အခင်းဖြစ်ပေါ်ရမှာကွန်တရွေးတွေကိုတွေ့ရပါတယ်လူတတ်တရားခံဟာကွန်စားတတ်တဲ့လူပဲဖြစ်ရမယ် ကိုစိုးငိမ့်ဟာကိုမစားတတ်ဘူးနောက်တစ်ချက်ကကိုစိုးငိမ့်ရဲ့လက်ဟာကျိုးကျိနိုင်တဲ့စွမ်းရည်မရှိဘူးဒါကြောင့်ကိုစိုးငိမ့်ဟာလူတက်တရခံမဖြစ်နိုင်ပါဘူးဒါကြောင့်ပြန်ခိုင်းလိုက်တာပါဒီပစော်ကဥထက်ဝေးကိုစူးစိုက်ကြည့်နေလိုက်တဲ့ဒူရဲအုပ်လာမြင့်သူကမှတ်တမ်းစာအုပ်ကိုပေးရင်ဥထက်ဝေးကိုပြောလိုက်တဲ့ဥထက်ဝေးစိတ်အေးစစ်စစ်ထားပြီးတော့ပြန်နိုင်ပါပြီကျွန်တော်တို့လူတက်တရခံကိုအမြန်ဆုံးဖောထုတ်ပေးပါမယ်ဟုတ်ကဲ့ကျေးဇူးပါပဲ ဦးထက်ဝေက ရုံကန်လေးကထွက်သွားပြီရုံကန်လေးကထွက်သွားပြီဦးထက်ဝေကိုလှမ်းကြည့်ရင်ဒုသက်တရခန်အမှန်ဖော်ထုတ်ဖို့ကအရေးကြီးတယ်ကိုဒီပါစောအခုဒီအတိုင်းဆိုရင်တော့လူသက်တရခန်ရဲ့ခြေရာကိုလိုက်ရမှာပဲစိတ်ချပါကိုလားမြင့်သူ လူသက်တရခန်ဟာလို့အောင်မပြေးနိုင်ပါဘူးလူသက်တရခန်ရဲ့ခြေရာကိုကျွန်တော်လိုက်ပါမယ်ယုံကြည်ပါတယ်ကိုဒီပါစောဒူရဲအုပ်လားမြင့်သူရဲ့မျက်နာကဝင်းလက်သွားတယ် ဒီပါဇော်ကဒူရဲအုံလာမြင့်သူကိုနှုတ်ဆက်ရင်ရဲစခန်းမှာမြို့မဈေးဘက်ကို မောင်းနှင်ထွက်ခွာလိုက်တယ်။မြို့မဈေးကဈေးဝယ်သူဈေးရောင်းသူများနဲ့စီဝေနေတယ်။မြို့မဈေးရှိလက်ဖက်ရည်ဆိုင်များကိုလှမ်းကြည့်ရင်မြို့မဈေးကိုဖျက်ပြီးလဲပေါ်ပိုင်းကိုရောက်ခဲ့တယ်။ဦးထက်ဝေတို့တိုက်ရှိမှာဆိုင်ကယ်ကိုထိုးရလိုက်တယ်။တိုက်ရှိဝင်းကျင်ကို မျက်လုံးကစားသူကဒီပါဇော် ဒီပစောကဥထက်ဝေတို့တိုက်ရှိမနီမဝင်းမှာကွန်းရဆိုင်ကိုရှောက်တော်ရီကွန်းရဆိုင်ရှိမှာကွန်းရဝဲသူများကိုတွေ့ရရီကွန်းရဝဲသူများမရှိတော့မှဒီပစောက ကွန်းရရောက်နေတဲ့မိမကြီးကိုမေးကြည့်တယ်အတော်ဒီမနက်ဥထက်ဝေတို့တိုက်ကကိုစုံငိမ့်ကွန်းရလာဝဲသေးလားကွန်းရောင်းတဲ့မိမကြီးကဒီပစောကိုလှမ်းကြည့်ရင်မောင်စုံငိမ့်ကကွန်းရမှာမစားတတ်ပဲလာမဝဲပါဘူး ဒါဆိုရင်အတော့ဆိုင်မှာကွန်းရလာဝယ်ပြီးတော့ဥထက်ဝေးတို့တိုက်သေးကို ဝင်သွားတဲ့လူကိုများတွေးမိလားမိမကြီးကအတန်ကြာစဉ်းစားနေတယ်ပြီးမှဒီပစော်ကိုပြောလိုက်တယ်။အင်းဥတွန်းတက်တော့ကွန်းရလာဝယ်တယ်ပြီးတော့ဥသက်ဝေးတို့တိုက်ရှင်မှာရစ်တည်ရစ်တည်လှုပ်နေသေးတယ်။ဥတွန်းတက်ဆိုတာဘသူပါလဲ။ဥတွန်းတက်ကဥထက်ဝေးတို့တိုက်မှာအလုလုဘူးတယ်။မကြခင်ကဥထက်ဝေးနဲ့စကားများပြီးတော့အလုထွက်သွားတာ။ ဒီပစော်ကမိမကြီးရဲ့စကားကိုစူးစူးဆိုင်ဆိုင်နားထောင်ရင်းမိစိတ်ကိုပိုတက်လိုက်သည်ပြီးမှဥထွန်းတက်ကဥထက်ဝေတို့တိုက်ထဲကိုဝင်သွားတာများတွေးမိသလားအတော်အဲ့ဒါတော့အတော်လဲသေးချာမသိဘူးအတော်လဲကွန်းရဝဲသူတွေနဲ့ဆိုတော့မကြည့်နိုင်ခဲ့ပါဘူးကွယ်ကဲကျွန်တော်သွားလိုက်ပါဦးမယ်အတော်ကျေးဇူးတင်ပါတယ်ခင်ဗျဒီပစော်ကကွင်းရဆိုင်ကနေဥထက်ဝေတို့တိုက်ဖက်ကိုရောက်လာတဲ့ တိုက်ထဲကိုလမ်းဝင်လိုက်တော့ဥထက်ဝေးကိုတိုက်ရှိမှတွေ့ရတယ်။ဒီပါဆိုပါလားလာလာမထိုင်တော့ပါဘူးဥထက်ဝေးတီးကျင်နာလေးတွေမေးကျင်လို့ပါ။မတီးကျင်လို့လေဒီပါဆိုဥထက်ဝေးတို့တိုက်မှဥထွန်းတက်အလုံးလုံးဘူးလား။အင်းလုံဘူးပါလေ။အခုရော ဥထွန်းတက်ကအကျင့်မကောင်းဘူး။သူတစ်ပါးပစ္စည်းတွေကိုခိုးတယ်။ဥတိုက်ကပစ္စည်းတွေခဏခဏပျောက်တယ်။အဲ့ဒါထွန်းတက်လက်ချက်ပဲ။ဒါကြောင့်အလုတ်ကနေထုတ်ပြလိုက်တာ။ ဒီပစော်ကအတန်ကြာစဉ်းစားနေလိုက်တယ်။ပြီးမှဦးထက်ဝေကိုငေးကြည့်ရင်ဦးထွန်းတက်ကဘယ်မှာနေတာလဲ။စာချုပ်ခန်းရက်ွက်မှာနေတာပဲ။ကဲဒါဆိုကျွန်တော်သွားလိုက်ပါမယ်ဦးထက်ဝေ။အေးအေးအကြောင်းထူးရင်လည်းဦးတို့ကိုလာပြောအောင်တော့။ဒီပစော်ကခေါင်းငိတ်ပြလိုက်တယ်။အဲ့ဒီနောက်တော့ဆိုင်ကယ်ပေါ်ကိုပြန်တက်ပြီးစာချုပ်ခန်းရက်ွက်ဘက်ကိုမောင်းနေလာခဲ့တယ်။စာချုပ်ခန်းရက်ွက်ကွက်တဲ့ဘက်ကို ရောက်ခဲ့တယ်။ လမ်းထိပ်မှာတွေ့ရတဲ့လူတယောက်ကိုမေးလိုက်တယ်။ဒီရက်ကွက်မှာနေတဲ့ဥထွန်းသက်အိမ်ကဘယ်မှာလဲဗျ။ဟိုးရှိန်နာကအိမ်မှာပါ။ဒူလူညွန်ပြတဲ့အိမ်ရှိမှာဆိုင်ကယ်ကိုရက်လိုက်တယ်။ဆိုင်ကယ်ပေါ်ကဆင်းပြီးအိမ်ရှိကနေလမ်းခေါ်လိုက်တယ်။ဥထွန်းသက်ဥထွန်းသက်အိမ်ရဲ့တွင်းကနေဝါဝဖိုင်းဖိုင်းလူတယောက်ပြေးထွက်လာတယ်။ဘာကိစ္စရှိလို့လဲ။ဥထွန်းသက်နဲ့တွေ့ကြင်လို့ပါ။ဥထွန်းသက်ဆိုတာဥပဲမင်းကဘာတူလဲ။ ။တရင်တော့ဒီပစော်ပါ။အော်တရင်တော့ဒီပစော်ကိုအိမ်ထဲဝင်ထိုင်ပါ။ဒီပစော်ကဥထွန်သက်ကိုအကဲခတ်လိုက်တဲ့ပြီးမှဥထွန်သက်အိမ်ပဝင်းချင်းကို မျက်လုံးကစားလိုက်တဲ့အိမ်မော်ကိုလှန့်တက်ပြီးကလေးထိုင်မှဝင်ထိုင်လိုက်တဲ့ဥထွန်သက်ကရင်နွေးအိုးချရင်ဒီပစော်ကိုပြောလိုက်တဲ့ဘာကိစ္စနဲ့လာတာလဲဒီပစော်ဒီလိုပါဒီနေ့မနက်ဥထွန်းသက်ဥထက်ဝေတို့တိုက်ရှိကိုရောက်ခဲ့တယ်မဟုတ်လားဟုတ်ပါတယ် ဦးထက်ဝေးတို့တိုက်ရှိကိုရောက်ခဲ့ပါတယ်။ဦးထက်ဝေးတို့တိုက်သေးကိုရောဝင်ခဲ့ပါသလား။တိုက်သေးတော့မဝင်ခဲ့ပါဘူး။ဦးထက်ဝေးတို့တိုက်ရှိကိုဘာသွားလောက်တာလဲ။ကိစ္စရှိလို့လား။ဒီလိုပါဒီမဆိုဦးထက်ဝေးနဲ့တွေ့ကြင်လို့သွားခဲ့တာပါ။ဦးထက်ဝေးနဲ့တွေ့ကြာအကြောင်းရှိလို့လား။ဦးထက်ဝေးကိုပြန်တောင်းမှန်ပြီးအလုပ်ပြန်လုပ်ဖို့ပြောမလို့ပါ။တိုက်သေးကိုမဝင်ဘဲနဲ့ခြံရှိကနေဦးထက်ဝေးရှိမရှိလှမ်းကြည့်ပြီးတော့ပြန်လာခဲ့ပါတယ်။ ဒီပဇော်ကဥထွန်သက်ကိုစိုက်ကြည့်ရင် မျက်မှောင်ကျုပ်လိုက်သည်ဥထွန်သက်ရဲ့မျက်နှာပြင်ကိုလည်းအကဲခတ်လိုက်သည်ဥထွန်သက်တိုက်သေးကိုလှမ်းကြည့်တော့တိုက်သေးမှာလူရိတ်လူရောင်ရောမတွေ့ခဲ့ဘူးလားမတွေ့ခဲ့ပါဘူးတိုက်သေးမှာတိတ်ဆိတ်နေတာပဲစိုးငိမ့်နဲ့မ ాయి ကိုလည်းမတွေ့ခဲ့ဘူးဒီပဇော်ကဥထွန်သက်ရဲ့မျက်နှာကိုကြည့်နေပြီး ကလေထိုင်မော်ကနေထားလိုက်သည်ကဲဥထွန်သက်ကျွန်တော်ပြန်လိုက်ပါဦးမယ် လိုအပ်ရင်လိုအပ်တယ်လို့ဥထွန်းတန့်ကို လာမေးမြန်းမအောင်မေရပါတယ်ရပါတယ်ဒီပါစောလာမေးနိုင်ပါတယ်ဒီပါစောကဥထွန်းတက်တို့အင်းရှိကနေပြီးမောင်းနှင်ထွက်ခွာခဲ့သည်ဆိုင်ကယ်မောင်းရင်းနဲ့ဒန်းဘေးဝဲရကိုအကဲခတ်စူးစမ်းတတ်သူမှဒီပါစောအိမ်မဲကြီးပိုင်းကို ရောက်တော့အပေါင်ဆိုင်တဆိုင်နဲ့မှဦးမျိုးကြီးလန့်ထွက်လာတာကိုတွေ့လိုက်ရသည်ဒီပါစောကအပေါင်ဆိုင်ကိုရောက်သွားသည်အပေါင်ဆိုင်ရှိမှဆိုင်ကယ်ကိုထိုးရန်လိုက်သည်ဟာ ဒီပစော်ပါလားလာပါလာပါ အပေါင်ဆိုင်ပိုင်ရှင်ဦးကျော်မင်းကဒီပစော်ကိုလှမ်းပြောလိုက်သည်ဒီပစော်ကစောစောကဦးမျိုးကြီးပါလာလို့တာလေဦးမျိုးကြီးကဆွဲကြိုးတကုံလာရောက်သွားတာဟုတ်လားကိုကျော်မင်းဆွဲကြိုးကိုကြည့်လို့ရမလားရပါတယ်ကိုဒီပစော်ဦးကျော်မင်းကအခန်းထဲကိုလှမ်းဝင်လိုက်သည်အတန်ကြာတော့အခန်းထဲကပြန်ထွက်လာ၏ဒီမှာဦးမျိုးကြီးရောက်သွားတယ်ဆွဲကြိုးပဲကိုကျော်မင်း ဒီဆွဲချိုးကိုကျွန်တော်ခဏယူသွားမယ်နော်ဖြစ်တယ်မို့လားယူတော့ပါကိုဒီပါဇော်ယူသွားပါဒီပါဇော်ကဆွဲချိုးကိုဂျာကင်အင်ကြီးတဲကိုထဲလိုက်ပြီးဆိုင်ရှိကနေထွက်လာခဲ့သည်ဦးမျိုးကြီးတို့အင်ရှိရာ ချောင်းဝပိုင်းဘက်ကိုဦးတည်လိုက်သည်ဦးမျိုးကြီးတို့အင်ကိုရောက်တော့ဦးမျိုးကြီးကိုမတွေ့ရဦးမျိုးကြီးမိမဒေါ်နီလုံးကိုသာတွေ့ရရေအော်ဒီပါဇော်ပါလားဘလို့လဲဒီပါဇော်သမီးလေးကိုတတ်တဲ့တရားခံပေါ်ပြီလားအကွက် မျက်ရည်များရေဝိုင်းလာရင်ဒေါ်နီလုံးကဒီပဇော်ကိုပြောလိုက်သည်ဒီပဇော်ကအိမ်ထဲကိုလှမ်းကြည့်ရင်လူသက်တရခံမိဖို့တော့ထောင်လန်းနေတော့မှာပဲဒေါ်နီလုံးဦးမျိုးကြီးပဲသွားနေလေဗျဈေးပိုင်းဘက်ကိုသွားတာပဲဒီပဇော်ကအိမ်ထဲကိုလှမ်းကြည့်ပြီးအကဲခတ်နေလိုက်သည်ပြီးမှဂျာကင်အင်ကြီးအိတ်ထဲမှဆွဲချိုးကိုထုတ်ပြီးဒေါ်နီလုံးကိုပြလိုက်သည်ဒေါ်နီလုံးကဆွဲချိုးကိုလှမ်းယူပြီးတေချာစွာစိုက်ကြည့်သည် ဒေါနီလုံးဒီဆွဲချိုးကိုမြင်ဘူးသလားဟင့်အင်မမြင်ဘူးပါအောင်ဒီပါစော်ကဒေါနီလုံးရဲ့စကားကိုနားထောင်ရင်းမျက်မှောင်ကျုပ်လိုက်တယ်မနက်ကကိုမျိုးကြီးအိမ်မှာရှိသလားမရှိပါဘူးဈေးပိုင်းဘက်ကိုထွက်သွားတာပဲဦးမျိုးကြီးကအထော့သမီးစီကိုသွားတတ်သလားဟင့်အင်မသွားတတ်ပါဘူးကဲဒေါနီလုံးထူးခြားတာတွေရှိရင်တော့သတင်းပို့ပါကျွန်တော်တို့လည်းအတော်သမီးကိုတတ်သွားရဲလူသက်သမားကိုအမြန်ဆုံးဖော်ထုတ်ပေးပါမယ် ဲကျွန်တော်ပြန်လိုက်ပါအောင်မယ်ဒီပါစော်ကဒေါ်နီလုံးတို့အိမ်ပေါ်ကဆင်းခဲ့ပြန်နေမျက်ရည်စန်းစန်းနဲ့ကြံ့ရင့်နေခဲ့တာကဒေါ်နီလုံးဖြစ်တယ်ဒီပါစော်ကဈေးဘက်ကိုထွက်လာတော့မောင်ရီပြိုးပြနေပြီစံကယ်ကိုကန်းနာလန့်အတိုင်းမောင်းနေပြေးလွှားနေစေအိမ်မဲချောင်းလေးပေါ်ကလာရိတ်နူနူပြာစင်းနေစေဒူရဲအုပ်လာမြင့်သူကဒီပစော်ပေးတဲ့ဆွဲကြိုးကိုကြည့်လိုက်တယ်ကိုဒီပစော် ျွန်တော်တို့ပထမဦးဆုံးဒီဆွဲကြိုးဟာဘသူ့ဆွဲကြိုးလဲဆိုတာထောင်လိုက်ရမယ်။နောက်မှဆွဲကြိုးကိုခြေရာခံလိုက်မယ်။ဟုတ်ပါတယ်ကိုလာမြင့်သူ။ကျွန်တော်တို့ဈေးမှရှိတဲ့ပရိန်တွေကိုသွားပြီးစုံစမ်းကြည့်ရမယ်။နောက်မှဆွဲကြိုးကိုခြေရာခံလိုက်ကြတာပေါ့။ကောင်းပါတယ်ကိုဒီပါဆော။ကျွန်တော်တို့ဈေးဆိုင်ကိုသွားကြရအောင်။ဒီပါဆောင်နဲ့ဒူရဲအုပ်လာမြင့်သူတို့ကရုံကန်တဲ့ကထွက်လာပြီးစခန်းရှိမှရပ်ထားတဲ့ဆိုင်ကယ်နှစ်စီးပေါ်ကိုလှမ်းတက်ပြီးဈေးဘက်ကိုမောင်းနှင်ထွက်ခွာလာခဲ့တယ် မျိုးမစည်းကမနက်ခင်းနေကြည်တွဲ့တွဲ့လေးအောင်မှရှင်သန်လှုပ်ရှားနေသည်ဈေးရဲ့အတွင်းမှာလည်းဈေးဝယ်သူဈေးရောက်သူများနဲ့စီဝေလို့နေသည်ဒီပစော်နေသူရဲ့အုပ်လာမြင့်သူတို့က စိန်တရပူထီဆိုင်ရှိမှဆံကယ်ကိုထုတ်ရက်ပြီးဈေးဆိုင်အတွင်းကို ဝင်လိုက်ကြသည်ရွှေဆိုင်များတဆိုင်ပြီးဆိုင်ပရင်ဆိုင်များတဆိုင်ပြီးတဆိုင်စုံစမ်းခဲ့သည်ဆွဲကျုပ်အကြောင်းကိုဆိုင်တွေကတိတိပါပါမပြောနိုင်ဒါကြောင့်ဈေးရဲ့ပြင်ဘက်ကိုထွက်လာခဲ့သည် ကိုလာမြင့်သူကျွန်တော်တို့လက်ဖက်ရည်တောက်ကြရအောင်ဒီပါစော်ကဒူရဲအုပ်လာမြင့်သူကိုပြောရင်ခြေကဘာလက်ဖက်ရည်ဆိုင်ကိုရှောက်လာကြရိခြေကဘာလက်ဖက်ရည်ဆိုင်ရဲ့အတွင်းကိုလမ်းဝင်လိုက်ကြရိတပွဲဝိုင်းအလို့တစ်ခုမှထိုင်ပြီးတပွဲထိုးတဲ့ဂျာဒိတ်ကိုလမ်းခေါ်ကလက်ဖက်ရည်နဲ့မုံများကိုမှားလိုက်တဲ့ဆိုင်ရဲ့အတွင်းကိုစူးစူးဆန်းဆန်းလိုက်လံကြည့်နေသူကဒီပါစော်နဲ့ဒူရဲအုပ်လာမြင့်သူဒိုစင်ဦးမျိုးကြီးကဆိုင်ရဲ့အတွင်းကိုလမ်းဝင်လာတဲ့ကိုလာမြင့်သူ ဟိုမောင်ဦးမျိုးကြီးတွေ့လားဟုတ်တယ်ကိုဒီပါစောဒီပါစောကဇပွဲဝိုင်းကနေလင်းမြန်စွာထပြီးဦးမျိုးကြီးစီကိုရှောက်သွားရီဦးမျိုးကြီးလာလက်ဖက်ရည်တောက်ပါဒီပါစောကဦးမျိုးကြီးကိုခေါ်လိုက်တဲ့ဇပွဲဝိုင်းကိုပြန်ရောက်တဲ့အခါဒီပါစောကဦးမျိုးကြီးကိုကလေးထိုင်မှထိုင်ရန်ပြောလိုက်တဲ့လက်ဖက်ရည်တောက်ကြပြီးနောက်ဒူရဲအုံလှမြင့်သူကဦးမျိုးကြီးကို မေးကြည့်တယ်ဦးမျိုးကြီး ကျွန်တော်တို့နဲ့စကန်းကိုခဏလိုက်ခဲ့ပါ။ဘာကိစ္စရှိလို့လဲဆရာ။စကန်းကြောင့်မှပြောကြတာပေါ့ဗျာ။ဒီပစော်ကချစ်ကပါလက်ဖက်ကြီးဆိုင်ရှိမှစကန်းဘက်ကိုထွက်ခဲ့သည်။စကန်းကိုရောက်တော့ဒူရဲအုပ်လာမြင့်သူကဦးမျိုးကြီးကိုစတင်မိသည်။ဦးမျိုးကြီးမားကြီးဇွဲကြိုးချသေးဆုံးနေတဲ့အချိန်မှာဦးမျိုးကြီးဘယ်မှာရှိတလဲလို့ပါ။ဦးမျိုးကြီးကဒူရဲအုပ်လာမြင့်သူကိုငင်းငိုင်နေရင်ပြောပြလိုက်သည်။အဲ အေးအိမ်မှာပဲရှိပါတယ်။ဦးမျိုးကြီးရဲ့စကားကြောင့်ဒီပဇော်ကဒူရဲအုပ်လာမြင့်သူကိုလှမ်းကြည့်လိုက်တယ်။ဒူရဲအုပ်လာမြင့်သူကဦးမျိုးကြီးကိုစက်မီးတယ်။ဦးမျိုးကြီးကကွန်းရှာဝါနေရင်ဦးမျိုးကြီးခုနကကိုကျော်မင်းတို့အယောင်ဆိုင်မှာတွားရောင်ခဲ့တဲ့ဆွေးကြိုးကဘသူဆွေးကြိုးလဲဗျ။ကျွန်တော်ဆွေးကြိုးပါ။ဦးမျိုးကြီးရဲ့မိန်းမကပြောတော့ဒီဆွေးကြိုးကိုမတွေ့ဘူးပေါ့လို့ပြောပါတယ်။ဟုတ်ပါတယ်ကိုဒီပဇော် ဒီဆွဲကြိုးလောက်တာမိမမသိပါဘူး။ကဲဒါဆိုရင်ဦးမျိုးကြီးပြန်နိုင်ပါပြီဗျ။ဦးမျိုးကြီးကဒီပစော်ကိုတစ်ချက်ငဲညွန့်ကြည့်ပြီးရုံကန်းလေးကထွက်သွားရီ။ဦးမျိုးကြီးကိုစူးစိုက်ကြည့်နေစေ။ဘလို့လဲကိုဒီပစော်လူတက်တရခံကိုတွေ့နေပါ යි ကိုလားမြင့်သူ။ဒါပေမဲ့ကျွန်တော်တို့ဘက်ကခိုင်ခိုင်မာမာအလီပိုင်ပြနိုင်မှုကျွန်တော်ထပ်ပြီးကြိုးစားဖော်ထုတ်ရပါအောင်မေ။ရုံကြီးပါရီကိုဒီပစော်ကဲကျွန်တော်သွားလိုက်ပါမယ်ကိုလာမြင့်သူ။ ဒီပစောကရုံကအတွင်ကထွက်သွားပြီစကန်ရှိကဆန်ကယ်ပေါ်လှန့်တက်ပြီးခင်ခင်ခိုင်တို့အိမ်ဘက်ကိုမောင်းနှင်လိုက်တယ်ခင်ခင်ခိုင်တို့အိမ်ရှိမှဆန်ကယ်ကိုထိုးရလိုက်တယ်ဆန်ကယ်ထိုးရလိုက်တဲ့အတန်းကြောင့်အိမ်내ကပြေးထွက်လာသူကခင်ခင်ခိုင်ကိုစောပါလားလာလေဘဲကလှဲ့လာတာလေခိုင်စီကိုပဲလာတာပါကိစ္စတစ်ခုအတွက်ချောင်းဝပိုင်းကဦးမျိုးကြီးတို့အိမ်ကိုသွားပြီး ဦးမျိုးကြီးမိမနဲ့စကားတော့ပြောစရာရှိလို့ခိုင်ကိုလာခေါ်တာပါကိုစော်နဲ့အတူတူဆိုရင်ဘယ်ကိုတော်တော်လိုက်ရဲပါတယ်ခိုင်ကစကားတွေတိတ်တက်နေတာပဲနော်ဘာကြည့်နေတာလဲကိုစော်ဒီနေ့ခိုင်ကတိတ်လာနေတာပဲနော်ဟွန်းပို့ပြီကဲပါသွားကြစို့ကိုစော်နော်ဒီပါစော်ကဆိုင်ကယ်နောက်ထိုင်ကုန်းပေါ်မှာခင်းခင်းခိုင်ကိုတင်ပြီးဈေးဘက်ကိုမောင်းနေလာခဲ့တယ်ညမဟုရည အမောင်တိုက်ကြီးကလွှမ်းမိုးနေတဲ့ညဦးမျိုးကြီးတို့အိမ်ပတ်ဝန်းကျင်မှာအလင်းရောင်ကင်းမိနေတဲ့အမောင်တို့အောင်မှာဦးမျိုးကြီးတို့အိမ်က တိတ်ဆိတ်မြိမ့်သာအိမ်မောကြနေတဲ့တစ်ချက်တစ်ချက် လေညင်းသွေးတန်ကထွက်ပေါ်လာတဲ့လေညင်းဝေရမ်းမှုကြောင့်တည့်ရွက်တိခတ်တို့ရင်းရွယ်တန်ကလည်းလွင့်ပြန်လာတဲ့ညနေပိုင်းလျှောက်တော့ခွေးဟူတန်များလွင့်ပြန်လာတဲ့ဒုစင်အမောင်တို့အောင်မှာမင်းကလေးတယောက်က ်ဦးမျိုးကြီးတို့အိမ်ဘက်ကိုရောက်လာပြီးဦးမျိုးကြီးတို့အိမ်ရှိမှာရလိုက်တယ်။အမေအမေအမေမင်းကလေးကအိမ်ရှိမှာရရင်អော်ခေါ်လိုက်တယ်။အမေအမေအမေမင်းကလေးကအတန်မြင့်ပြီးထက်ခေါ်လိုက်တယ်။ဒေါ်နီလုံးကအေးရကလူးလေးထပြီးမိကွက်ကိုမင်းကြီးလိုက်တယ်။ထို့နောက်တော့ဒေါ်နီလုံးကအိမ်ရှိကိုလမ်းကြည့်ရင်းအိမ်ရှိကဘာတူလဲ။အမေ မအီပါအမေသမီးပြန်လာပြီ ဟုတ်လားဝမ်းသာလိုက်တာသမီးရယ်လာလာအိမ်မော်တက်လေသမီးမင်းကလေးကအိမ်မော်ကိုလှမ်းတန်းလိုက်စဉ်အိမ်ထဲကအတန်ပြပြကြီးထွက်လာ रे ဟေးအိမ်ရှိကဘသူတွေလဲကွာအိမ်ရှိကိုလှမ်းထွက်လာသူမှာဦးမျိုးကြီးဒေါ်နီလုံးကိုကြည့်ပြီးမေးလိုက်တယ်မနီလုံးဘသူနဲ့စကားပြောနေတာလဲဩသမီးနဲ့စကားပြောနေတာဘယ်ကသမီးလဲမနီလုံး မအီလေဘာမအီဟုတ်လားဦးမျိုးကြီးရဲ့အတန်ကတုံရင်ရင်ကွဲအပ်လိုင်းထသွားရီမျက်လုံးများကိုအထက်ထက်ခါခါပို့တက်ကြည့်နေရီမျက်လုံးများပြူးကျိတ်စွာနဲ့မင်းကလေးကိုစိုက်ကြည့်လိုက်တယ်တုံတုံလှုပ်လှုပ်နဲ့ဒေါ်နီလုံးကို ပြောလိုက်တယ်ဟာသူသူမအီမဖြစ်နိုင်ဘူးဘာဖြစ်လို့မဖြစ်နိုင်ရမှာလဲကိုမျိုးကြီးရဲ့ကိုသမီးပဲကိုသိတာပေါ့ ဒေါ်နီလုံးကဦးမျိုးကြီးကိုစူးစိုက်ကြည့်ရင်ပြောလိုက်တယ်။ဦးမျိုးကြီးကထိတ်ထိတ်လန့်လန့်နဲ့မင်းကလေးကဦးမျိုးကြီးကိုစိုက်ကြည့်နေတယ်။ဒီမှာဦးမျိုးကြီးကျမဆွဲကြိုယူသွားတာပြန်ပေးပါ။ဘဲကဆွဲကြိုလေ။ငါမသိဘူး။မင်းကမသိဘူးလေ။မာကြီးပါဦးမျိုးကြီး။မင်းမင်းမာကြီးလုံးဝမဖြစ်နိုင်ဘူး။မာနီလုံး तू तू ဟာမာကြီးမဖြစ်နိုင်ဘူး။မာကြီးလုံးဝမဖြစ်နိုင်ဘူး။ရှင်ကလည်းတော်တော်ခတ်ပါလား။မာလည်း ရှင်ကအိမ်မမတ်နေတယ်ထင်းလို့လား။သူကကျမသမီးမာကြီးပါ။ရှင်ကသမီးစီကဆွဲချိုးကိုဘယ်တော့မှယူသွားတာလဲ။ပြောစမ်းမအောင်မျိုးကြီး။အာမဏိလုံးကလေဘာတွေပြောနေတာလဲ။မဏိလုံးပြောတာတွေတခုမှမဟုတ်ဘူးနော်။ဦးမျိုးကြီးရှင်ဘာမှပြောမနေနဲ့။ကျမဆွဲချိုးကိုပြန်ပေးမလား။ပြန်မပေးဘူးလားပြော။မေမေမာကြီးလုံးဝမဖြစ်နိုင်ဘူး။မာကြီးကိုငါကိုယ်တိုင်တတ်ခဲ့ပြီးပြီပဲ။ဦးမျိုးကြီး အဖမ်းခံလိုက်ပါတော့သူရဲ့အုပ်လာမြင့်သူရဲ့စကားကြောင့်ဦးမျိုးကြီးမှာထိတ်လန့်ချောက်ချသွားရင်အဲ့ဒီနောက်တော့အင်ရှိကိုကြည့်လိုက်တဲ့အင်ရှိမှာရန်နေသူများကဒီပါသောရဲအုပ်လာမြင့်သူရဲတပ်ဖွဲ့ဝင်များရရကအဖွဲ့ဝင်များရဲဘော်မြင့်စုကအိမ်မော်ကိုရောက်ပြီးလင်းမြန်စွာနဲ့ဦးမျိုးကြီးကိုလက်ထိတ်ခတ်လိုက်တဲ့အခုလိုကူညီတာကိုကျေးဇူးပါပဲခိုင်ဒေါ်နီလုံးဘေးမှာရန်နေတဲ့မင်းကလေးကိုလမ်းပြလိုက်သူကဒီပါသော ထိုမိန်ကလေးမှာမအီးရဲ့ဖြစ်သေးဥဆောင်သွားရခင်ခင်ခိုင်းကဲဦးမျိုးကြီးစကန်းကိုလိုက်ခဲ့ပါတော့ဗျာဦးမျိုးကြီးကဒူရဲအုပ်လာမြင့်သူခေါ်ဆောင်ရာရေစကန်းကိုလိုက်ပါလာခဲ့သည်ဦးမျိုးကြီးမအီးဇွဲကြိုးချတေးဆုံးနေတဲ့မှုခင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့ထောက်လန်းမှုတွေရမအီးဟာဇွဲကြိုးချတေးဆုံးနေတာမဖြစ်နိုင်ဘူးလို့ကောက်ချက်ချရပါတယ်ဒါကြောင့်မအီးကိုဇွဲကြိုးချပုံတရံနဲ့ အမှုကိုလက်တလုံးချလှည့်စားတော်ရီလူသက်တရခံကိုထောင်လန်းခဲ့ရတယ်။အဲ့ဒီမှာဦးမျိုးကြီးကိုမတင်ကဖျက်လာတယ်။မိုင်းရဲ့အမှုအခင်းမှာဦးမျိုးကြီးပြောတာအိမ်မှာရှိတယ်လို့ပြောတယ်။ဒေါ်နီလုံးပြောတော့ဈေးဘက်ကိုသွားနေတယ်လို့ပြောတယ်။နောက်တစ်ချက်ကဆွဲကြိုးဟာဦးမျိုးကြီးရဲ့ပြည်စီလုံးဝမဖြစ်နိုင်ဘူး။နောက်တစ်ချက်ဟာဦးမျိုးကြီးဟာကွန်းရလေစားတဲ့သူဖြစ်နေတာရဲ့အကြောင်းပါ။ဒါကြောင့်ဒေါ်နီလုံးနဲ့ခိုင်းကို ရုပ်ဆက်ခင်းပြီးအမှုမှန်ပေါ်အောင်ဖော်ထုတ်လိုက်တာပါပဲဟုတ်ကဲ့ဟုတ်ပါတယ်ဗျကျွန်တော်မားဤကိုတက်ပြီးတော့မားဤရဲ့ပစ္စည်းတွေကို ကျွန်တော်ယူခဲ့ပါတယ်ဒီလိုပါမားနီလုံးဟာကျွန်တော်ရဲ့ဒုတိယမြောက်အိမ်တော်ဖြစ်ပါတယ်မားနီလုံးလည်းပထမယောက်ျားဆုံးပြီးနောက်တမိဖြစ်သူမားဤနဲ့နေတာပါ မားနီလုံးတို့အိမ်မော်ကိုကျွန်တော်ရောက်လာတော့မားဤဟာဥထက်ဝေတို့အိမ်မော်အလုံသွားလို့တယ်မားဤဟာတကားမှပြတ်မလာဘူး သူ့အမေကိုလည်းငွေမပို့မာနီလုံးကလည်းမာအီကိုငွေမပို့နဲ့တမီးစီမှာပဲစူဆောင်းထားပါလို့ပြောတယ်မာအီဟာငွေကိုစူဆောင်းထားတာမနေတော့ဘူးဆိုတာကျွန်တော်သိလာခဲ့ရတယ်အဲ့ဒီနေ့ကဈေးပိုင်းကိုမနက်ခရေကထွက်လာခဲ့တယ်မာအီတိုက်ဖက်ကိုသွားတယ်မာအီတို့တိုက်မှာဘသူမှမရှိတော့တိုက်သေးကိုဝင်လိုက်တယ်မာအီနေတဲ့တန်လျားဆောင်ကိုသွားတယ်မာအီစီကငွေတောင်းတယ်မာအီကငွေမပေးတဲ့အပြင်ကျွန်တော်ကိုမောက်ထုတ်တယ် နောက်ဆုံးကျွန်တော်လဲမ ాయి လေဘင်းကိုတအားညှဲ့ချလိုက်တယ်။မ ాయి အသက်မရှိမှန်းသိတော့မ ాయి ကိုလေဘင်းမှာကြိုးခွင်းနဲ့ကြည့်ပြီးကြိုးစားကို ထုတ်တမ်းပေါ်မှာကြည့်ထားလိုက်တယ်။မ ాయి စိတ်ညစ်ပြီး သူ့ကိုယ်သူဇွဲကြိုးချဟန်လှုပ်ထားခဲ့တယ်။ပြီးတော့မ ాయి အခန်းထဲမှာရှိတဲ့ဇွဲကြိုးတစ်ခုနဲ့ငွေတွေကိုယူပြီးတိုက်ထဲကပြေးထွက်လာခဲ့တယ်။ဦးမျိုးကြီးကတုံလုံးမောဟိုက်ပြီးခေါင်းငိုက်ဆိုင်ကြနေတယ်။ သူရဲ့အုပ်လာမြင့်သူကရဲဘော်မြင့်စိုးကိုလမ်းခေါ်ပြီးရဲဘော်ဦးမျိုးကြီးကိုအချုပ်ခန်းနဲ့ခေါ်သွားပါတော့ကွာဟုတ်ကဲ့ဆရာရဲဘော်မြင့်စိုးကဦးမျိုးကြီးကို အချုပ်ခန်းဘက်ကိုခေါ်ဆောင်သွားရီစာရေးသူဆရာကြီးကိုလည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်နာစင်အားပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။ ကျမကတော့တင်ဆက်သူမဆန်နာပဲဖြစ်ပါရဲ့ရှင်။ကျမရဲ့ပြိသက်များရှင်ဒီရက်ပိုင်းမှာလေချောင်းနာနေတဲ့အတွက်နားထောင်ရတာအဆင်မပြေတာဖြစ်ခဲ့ရင်ကြိုပြီးတော့တောင်းပန်ပါရစေရှင်။